စစ်ဆွေရကနေအရသားတပိုင်းဆွေရဖြစ်အတွင်ပြောင်းတဲ့ချိန်မှာပြည်ပရောက်မြန်မာနိုင်ငံသားတွေပြည်တော်ပြန်လာဖို့ကြိုးစားတယ်လို့သမရဦးသိန်းစိန်ကပြည်အဝင်ဖိတ်ခေါ်ခဲ့ပေမဲ့လက်တွေ့မှာတော့ပြည်တော်ပြန်မြန်မာတွေအတွက်ကန့်သတ်မှုတွေလှုပ်လာနေတယ်လို့ဒီဇင်ဘာ17ရက်နေ့မှာပြည်ပရောက်မြန်မာအင်အားစုတွေကထုတ်ဖော်ပြောလိုက်ပါတယ်မြန်မာဆွေရကပြောတစ်မျိုးအလုပ်တစ်မျိုးလုပ်နေတာလား1988ဒီမိုကရေစီရေးတော်ဘုံနောက်ပိုင်းပြည်ပမှာအခြေစိုက်ခဲ့တဲ့ ြန်မာဒီမိုကရေစီရေလှောက်ရှားသူဒေါခင်အောင်မကဦးသိန်းစိန်ဆိုရကနမပြက်စင်း2000ကျော်ကိုပယ်ဖြတ်ခဲ့ပေမဲ့ဒီမိုကရေစီရေလှောက်ရှားတကြွသူတွေမြန်မာပြည်ပြန်လာတဲ့အခါမှာဗီဇာထိန်းချုပ်ကန့်သတ်မှုစောင့်ကြည့်နေမှုရန်သူလိုဆက်ဆံမှုတွေကြုံနေရတယ်လို့ဆိုပါတယ်အစိုးရနဲ့သဘောထားခံယူချက်မတူတဲ့သူတွေကိုကြည်ဝင်ဝင့်မပေးဘူးနိုင်ငံသားအဖြစ်လျှောက်တာလက်မခံဘူးဆိုတဲ့သဘောထားတုံ့ပြန်ချက်တွေမဖြစ်စေချင်လို့အခုလိုရှင်းလင်းတာပါလို့လည်းပြောပါတယ် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်တယ်ဆိုတော့အစိုးရခင်ဗျာဘာဖြစ်လို့ကျမတို့ဟာဒီမိုကရေစီနဲ့တူခွင့်ရေးအတွက်ရည်တည်မှုတွေကိုခိုင်ခိုင်မာမာနဲ့ဂုဏ်သိက္ခာရှိရှိနဲ့ဘာလို့ကျမတို့ပြန်လာဖို့မရှိရပါလဲ။ကျမတို့ယုံကြည်တာပါလဲဆိုတော့ဒီမိုကရေစီမှာမတူတာတွေရှိတာပေါ့မ။အဲ့မတူတဲ့ဥစ္စာတွေမှာအဖြေကိုမတူတာတွေကိုအဖြေကြည့်ပြီးတော့အဖြေထုတ်ပြီးတော့မှပူပေါင်းလို့ဆောင်မှုမှာကျမတို့ကဒီမိုကရေစီဓာတ်ကြောင်းကိုမှန်မှာဖြစ်ပါတယ်။အဲ့တော့ကျမတို့ဒီလောလောဆယ်ရှိနေတဲ့လက်ရှိအစိုးရနဲ့နိုင်ငံရေးအရစဉ်းစားချက်တွေ ယုံကြည်ချက်တွေရက်တည်ချက်တွေမတူဘူးလို့ပဲကျွန်မဒီလိုပြောပြတာအဲ့တော့ဒီမိုကရေစီမှာမတူတဲ့အမြင်မျိုးပြောပါမယ်ရှိရပါလိမ့်မယ်အဲ့တော့အမြင်မတူနေတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မလို့မင်းတို့ကိုတော့ဟဲ့လားဟိုဘေးထက်ထားမယ်ဟဲ့လားဟိုပြည်ဝင်ခွင့်မပေးဘူးဒါမှမဟုတ်ရှိနိုင်ငံသားပြန်လျှောက်ခွင့်တွေကိုလည်းငါတို့မပေးဘူးသို့မဟုတ်ငါတို့ဟဲ့လားကြက်ကြအောင်ခါလာမယ်လက်မကြည့်ဘူးငါတို့နဲ့အမြင်တူတဲ့လူတွေကိုတော့ငါတို့ကဟဲ့လားသူတို့ရဲ့ပြည်ဝင်ခွင့်တွေကိုလည်းပေးမယ်နိုင်ငံသားလျှောက်ခွင့်တွေရော PR တွေရောဒါတွေကိုလည်းငါတို့ဘက်ကနေလုပ်ပေးမယ်ဆိုတော့ မတူညီသောကျမတို့ဘုံမှာတုံ့ပြန်မှုတွေမဖြစ်စေချင်ပါဘူး။ဒီဘအခြေဆိုင်မြမရေးလှုပ်ရှားတချွာသူတွေဖြစ်တဲ့ဒေါခင်ယုံမဦးအောင်မျိုးမင်းနဲ့ဦးမို့ကြီးတို့တုံးကမြမမီဒီယာစာကြည့်တိုင်းမှာသတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီးတောင်းဆိုချက်၃ခုကိုလည်းတောင်းဆိုခဲ့ပါတယ်။ဒီတောင်းဆိုချက်တွေမှာဒီဘရောက်မြမဒီမိုကရေစီအင်အားစုတွေပြီးတော့ပြန်လာတဲ့အခါကန့်သက်ထိန်းချုပ်မှုတွေမလုပ်ဖို့ဗီဇာပေးတာကန့်သက်မှုတွေမလုပ်ဖို့အချိန်ကြောင်ဆွဲထားတာတွေမရှိဘူးနိုင်ငံသားခုလုံခွင့်နဲ့ ဒုက္ခသည်ဖြစ်လျှောက်ထားသူတွေကိုအမြဲတမ်းနေထိုင်ခွင့်ဗီဇာပေးဖို့ဆိုတဲ့ချက်တွေပါဝင်ပါတယ်။ပြည်ပရောက်မြန်မာတွေပြည်တော်ပြန်လာတဲ့အခါကန့်တတ်မှုပြည်ညင်တန်ပေးမှုနိုင်ငံသားဖြစ်ပြန်လျှောက်တဲ့အခါကြံ့ကြာမှုတွေမဖြစ်တင်ပဲရှင်းလင်းတဲ့မူဝါဒတစ်ခုနဲ့ပြန်လက်ခံတင်တယ်လို့ equality မြန်မာကဥအောင်မျိုးမင်းကဆိုပါတယ်။သမရကတိုင်းပြည်အတွက်ပြန်လာကြဖို့ဖိတ်ခေါ်ပေမဲ့အခုနောက်ပိုင်းပြည်ဝင်ခွင့်ဗီဇာမူဝါဒအပြောင်းလဲဆိုပြီး ဗီဇာမပေးတာကန့်သက်တာအချိန်ဆိုးတာတွေလုပ်နေတဲ့ပုံမှာစိတ်မကောင်းဘူးလို့လည်းသူကပြောပါတယ် ညပြပအောင်အကြောင်းမျိုးမျိုးရောက်လာတဲ့သူတွေတိုင်းပြည်ပြန်လာဖို့အတွက်ဖိတ်ကြားတယ်ပြန်လာတဲ့ခါမှာလည်းဂုတ်သိခါရှိတော့ပြန်ပြန်လာတဲ့ဟာမျိုးဖြစ်ရမယ်ဆိုပြီးပြောသွားတယ်လို့နိုင်ငံတကာမှာလည်းဒီလိုပြန်လာခြင်းကတိုင်းပြည်အတွက်အကျိုးရှိတယ်လို့ပြောခဲ့ပါတယ်အခုနောက်ပိုင်းမှာတော့ပုံမလို့တည်တာလာပါတယ်နောက်ပြန်ထွက်ပြီးပြန်လာမယ်ရှောက်မဲ့သူတွေရဲ့ social visa တွေပေါ်မှာ policy ပြောင်းတယ်ပြောင်းတယ်ဆိုပြီးတော့ကန့်သတ်မှုတွေရှိလာတယ်နောက်တစ်ခါပို့ပြီးတော့ဆိုတာကတချို့ဆိုလို့ရှိရင်ဒီမှာပြန်လာပြီးတော့မှနောက်တစ်ခါပြန်မလာနဲ့ဆိုတဲ့အရာမျိုးဖြစ်တယ်ဘာကြောင့်ကြည့်ရလဲလူခွေအကြောင်းပြောမယ်ဆိုလို့ရှိရင်ဒါတွေကို ကျွန်တော်တို့တိုင်းပြည်နှစ်ထုတ်ခံထိမလားဆိုတဲ့အကြောင်းအရာတွေဖြစ်နေတဲ့အတွက်အဲ့ဒီကိစ္စလေးကိုကျွန်တော်တို့ရင်ထဲမှာမကောင်းပါဘူး